နိဗ္ဗာန်ဆိုတာဘာပါလဲဖေ။ဘာကြောင့်ဩနိဗ္ဗာန်ရအောင်ကြိုးစားသင့်ပါလဲ။လူငယ်တော်တော်များကတော့နိဗ္ဗာန်ဆိုတာကိုတေချာနားမလဲအတွက်နိဗ္ဗာန်ဆိုတာကိုလူငယ်များ နားလဲအောင် ရှင်းပြရှင်းပြမိန့်ချပြီးတော့မူပါ။ဟုတ်ပါတယ်။နိဗ္ဗာန်ဆိုတာဘုံဌာနရေးတစ်ခုလည်းမဟုတ်ပါဘူး။နိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမယ်ဆိုလို့ရှိရင်လူချင်းမှုတွေတွေ့တာမှုတွေတတ်မဲ့မှုတွေအလုံး အဆုံးသတ်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တာပါဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါဏဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆင်းဆက်မပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင်လူကျင်မှုတွေတတ်မဲ့မှုတွေတွက်တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ် အဲ့ဒီတဏလောဘတွေကိုခြုံငိမ့်သောအောင်ဆုံးသတ်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်။ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အဓိပ္ပာယ်ပဲနော်။နောက်ပြီးခုနှစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့ပြီးကောကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ်။အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုကိုရချင်တယ်ဆိုရင်တော့ဒါနေပါရအောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့။ဒါကြောင့်ကြိုးစားတဲ့ဒုက္ခအဆုံးသတ်ဖို့အတွက်နေပါရအောင်ကြိုးစား။နေပါရအောင်မှဆင်းရဲဒုက္ခမှသမျှအဆုံးသတ်မှာဖြစ်တယ်။ဒါကြောင့်မလို့ဆင်းရဲဒုက္ခကိုကြောက်သူတိုင်းရှုံမုန်းသူတိုင်းဟာနေပါရအောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော်။နေပါဆိုတာလူငယ်တွေနားလဲအောင်ရှင်းပြမိန်ချပေးပါလို့ဆိုတော့ ခုနအသေးပဲကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံစားရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူးမလို့ခြင်းဘူးဒုက္ခဆိုတာအတန်ကြာရုံနဲ့ပဲလူတွေမကြိုက်ကြဘူးပေါ့နော်အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကို မရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကို ထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ်။အဲ့ဒါကိုမြတ်စွာဘုရားကတိတိလင်းနဲ့ဟောထားတာရှိတယ်။ဒုက္ခတမှုရယောဆိုတာလေ။တဏဟာဒုက္ခတမှုရယောပဲဖြစ်တယ်။ခန္ဓာကလိုချင်တတ်မဲ့မှုတွေရှိနေသေးသမျှကလပ်ပလုံးဒီလူတွေမလိုချင်တဲ့ဆင်းရဲဒုက္ခတွေကကြုံတွေ့နေမှာဖြစ်တယ်။အဲ့ဒီ ဆင်းရဲဒုက္ခကိုဖြစ်စေတတ်တယ်လူချင်းတမတ်မှုတွေကိုအဆုံးသတ်အောင်လှုပ်လိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ်အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာအဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်အောင်ကြိုးစားရတယ် နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘသူကနေလှုပ်ဆောင်ပေးနေတာတော့ဆိုတို့ချင်းတမဲမှုတဏလှုပ်ဆောင်ပေးဒါဖြင့်တို့ချင်းတမဲမှုတဏကိုဖယ်ရှားပြစ်လိုက်လို့ရှင်အကြောင်းတရားတွေခြုံငိမ့်သွားလို့အကျိုးတရားငိမ့်သွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတယ်ဥပမာမယ်ခုမိွက်လေးဆိုလို့ရှင်နေမိတောက်ကလေးရှိတယ်အဲ့ဒီမိတောက်ကလေးကဘယ်ပေါ်မှာယက်တိနေတာတော့ဆို မိစာနဲ့စီပေါ်မှာယက်တည်နေစီလေးရလဲရှိနေတယ်မိစာလေးရလဲရှိနေတယ်အဲ့ဒီပေါ်မှာမိတော့လေးယက်တည်နေတယ်စီလဲမဖြေတော့ဘူးမိစာလဲကုံသွားပြီဆိုတဲ့အခါသူလောင်းစရာသူယက်တည်ဖို့နေရာမရှိတော့ဒီနှစ်ခုအကြောင်းတရားနှစ်ခုကုံဆုံးသွားခြင်းကြောင့်မိတော့ကလေးငြိမ်သွားတယ်အကြောင်းကင်းသွားလို့အကျိုးတရားလည်းကင်းသွားတယ်ဆိုတဲ့ အဲ့ဒီအငြိမ့်သဘောကိုလေနိဗ္ဗာန်လို့ခေါ်တာပဲဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ်မှန်ပါဗျာကိလေသာတွေကိုဖယ်လိုက်တော့ကံတွေကအလုပ်ပဲဖြစ်တော့ဘူးကံနဲ့ကိလေသာငြိမ့်သွားပြီငြိမ့်သွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူးဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝကလည်းပြတ်သွားတယ်ကံကိလေသာဆိုတဲ့အကြောင်းငြိမ့်လို့အကျိုးဖြစ်တဲ့ဆင်းရဲဒုက္ခဆိုတဲ့ဘဝငြိမ့်သွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့ရတယ်မှန်ပါဗျာနော် တော့နိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ပြမရှိတာမဟုတ်ဘူးသူကဆိုတော့မိတော့လေးဆိုတာရှိတယ်ဟုတ်ပါဗျာအဲ့ဒီမိတော့လေးရှိတော့မိတော့ကလေးကြီးသွားတာရောမရှိဘူးလို့ပြောလို့ရလားအဲ့လိုတော့မရပါဘူးမရဘူးမိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုညှိလိုက်တဲ့အငြိမ့်တတ်သဘောမျိုးပဲအရှိကိုညှိလိုက်တဲ့အခါညှိသွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလိုတယ်